မင်္ဂလာပါတချစ်တီနာပါ grade 11နဲ့ grade 10စနစ်သက်တင်ချကိုပညာဒါနသင်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ် YouTube နဲ့ Facebook နဲ့နေရာအနေတချစ်ရဲ့သင်ခန်းစာတွေကိုလေ့လာနိုင်ပါတယ် playlist အောက်မှာတချစ်သင်ပြီးသမျှ chapter လေးတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဒီနေ့ကတော့တချစ်တို့ကဒီ grade 11စနစ်သက်တင်ချရဲ့ chapter 6 statistic အပိုင်းမှာ exercise 6.1ရဲ့ number 1လေးကိုကြည့်အောင်เนาะအဲမနေ့က အရှိပိုင်းကပတ်မှာတချက်ကသူရဲ့ notes ကိုတင်သွားပြီးဖြစ်တယ်။အဲ့တော့ number 1လေးကိုကြည့်ရအောင်။ဆိုတော့ find the median နဲ့ဘာရှာခိုင်းလဲ median ကိုရှာပါ and the interquartile range interquartile range ရဲ့ median ရဲ့ကိုရှာပါ for the following set of data အောက်မှာပေးထားတဲ့ data အချက်အလက်တွေကနေပြီးတော့မှ median နဲ့ interquartile range ကိုရှာပါတဲ့အဲ့တော့ median လိုချင်တယ်ဆိုရင်ဒီချက်ကဘယ်လိုမှတ်ခိုင်းလဲကိပေးထားတဲ့ data ေးထားတဲ့ data အချက်လက်ဟာစုံလားမလားလို့ကြည့်မယ်။မကိန်းဆိုရင် median တစ်လုံးပဲရှိမယ်။မကိန်းဆိုရင်တစ်ပေါင်းနှစ်နဲ့စာအဲ့ဒါသူရဲ့အလဲကိန်းတစ်လုံးပဲထွက်မယ်နော်။စုံကိန်းဆိုရင်ပေးထားတဲ့ data ကစုံကိန်းဆိုရင် median နှစ်ခုရှိမယ်။တစ်ပေါင်းစရာမလို့တန်းစားရုံပဲ။စားပြီးရင်အလဲကိန်းနှလုံးရှိတဲ့အတွက်အဲ့ဒီအလဲကိန်းနှလုံးကိုပေါင်းနှစ်နဲ့စာအဲ့ဒါသူရဲ့ median ဖြစ်တယ်။ ရပြီနော်အဲ့ဒါပြန်နှွေးပေးတာဒါဆိုရင်တချို့က inter quartile range ကိုရချင်ကြတော့ median ရဲ့ lower ဘက်က lower quartile median ရဲ့လက်ရဘက်က upper quartile နော် left hand side က lower quartile right hand side က upper quartile inter quartile range ကိုရချင်ရင် q3 တဲ့က q2 ကို note upper quartile တဲ့က lower quartile ကို note ဒါသူရဲ့ formula เนาะကဲအဲ့ဒါဆိုတချို့ကြည့်အောင်နံပါတ် A လေးကိုအဲ့တော့ A ကို median တွက်ချင်လိုက်တချို့တတိထားရမှာကဘာလုပ်ပေးရမှာလဲငယ်စဉ်ကြီးလိုက်အရင်စီမယ်မစီလို့မရဘူးเนาะမစီပဲတွက်ရင်မှားပါတယ်ကိန်းလုံးအစင်လိုက်မဖြစ်ပါဘူးအဲ့တော့အရင်ဆုံးဘာလုပ်ငယ်စဉ်ကြီးလိုက်စီငယ်စဉ်ကြီးလိုက်စီလိုက်တဲ့အခါမှာအခု A ကိုတချို့ကစီပြီးသွားပြီเนาะငယ်စဉ်ကြီးလိုက်စီပြီးကိန်းလုံးပြန်စစ်ပြီးသူနှစ်ခုပေးတဲ့ကိန်းလုံးနဲ့ပြန်ကိုက်ပါပြန်စီလိုက်တဲ့အချိန်မှာတလုံးတလီပြုတ်ကြံခဲ့တတ်ပါတယ်เนาะအဲ့တော့2 4 6 ရှစ်အောက်ကလည်းနှစ်၄၆၈ဆိုတော့ပြည့်တယ်ပြည့်ပြီဆိုရင်ဒီဆရာတို့ဘာလုပ်မလဲပေးထားတာဒီ၈လုံးကိန်းလုံးရည်အတွက်ရှစ်လုံးဆိုတစ်ပေါင်းစရာမလိုဘာလို့မလဲနှစ်နဲ့စာဆိုတော့4အဲ့ဒီထွက်လာတဲ့4ဒီကိန်းလုံးရည်အတွက်ကိုပြောတာ၄ချိန်ညောင်းကိန်းကသူ့ရဲ့အလေကိန်းအဲ့တော့ဒီမှာစုံဖြစ်နေတဲ့အတွက်အလေကိန်းဘယ်နှလုံးရှိမှလဲနှလုံးရှိမှဆိုတော့၄ချိန်ညောင်းဆိုတော့1 2 3 4၄ချိန်ညောင်းရဲ့၅ချိန်ညောင်းရဲ့နှစ်ခုပေါင်းနှစ်နဲ့စာအဲ့ဒါသူ့ရဲ့ ဘာဖြစ်မလဲ median ဒါဆိုဒီချေတော့ median ကို q ဘလောက်လို့သတ်မှတ်တာလဲ median က q 2ဒါဆိုရင်ဒီက q 2ရဲ့ left hand side q 2ရဲ့ဗာလဲ left hand side ကနောက်ခုယူပြရတာเนาะဒီမှာအလဲကိန်းနှလုံးရှိနေတချို့ဒီ8ထင်းကနေပြန်ပြီး left hand side သွားမယ်ဒီဘက်က lower 19ကနေဒီဘက်က အပါအဲ့တော့ lower rate ကနေ median ပြန်ရှာဆိုတော့ lower မှာ3ကနေ18အထိဆိုဂိမ်းလေးလုံးလေးလုံးဖြစ်တဲ့အတွက် तू ကလည်းဘာဖြစ်မလဲနှစ်ခုပေါင်းနည်းနည်းစားဒါလေးက cube လောက်လဲ cube 1ဒါဆိုရင်ဒီမှာလဲ16ကနေ22အထိဒီဂိမ်းလေးလုံးဒါကြောင့်သူ့မှာလဲအလဲဂိမ်းဘယ်နှခုရှိမလဲနှစ်ခုရှိမယ်နှစ်ခုပေါင်းနည်းနည်းစားဒါက cube 3ရပြီလား အဲ့တော့ lower กว่าတိုင်းရ Q1 upper กว่าတိုင်းရ Q3 median က Q2 ရပြီလားဒါဆိုရင် teacher တို့ဘာလုပ်လို့ရပြီတွက်လို့ရပြီဆိုတော့ median ကိုလိုချင်တယ်ဆိုတော့နှစ်ခုပေါင်းနေတဲ့စာဆိုတော့18 plus 19ဒါဆိုတော့37 by 2နှစ်ခုပေါင်းနေတဲ့စာဒါဆိုရင်37ဆိုတော့နေတလီနေရှလီ16နေငါလီ10ဆိုတော့18 5 lower quartile ကကြာနှစ်ခုပေါင်းဆို16ရယ်17ရယ်ကိုပေါင်းနည်းနည်းစား33 by 2ဆိုတော့3တက်အဲ sorry နှစ်တက်လီနည်းနှစ်6လီစနည်းနှစ်5လီ30တခါနောက်တစ်ခု upper quartile ကကြာတော့20နဲ့21ကိုပေါင်း20 plus 21 by 2ဆိုတော့41 by do à so yên ne nè sè li li zè nè ngà li tè sè so twenty point five à rồi right, inter quartile range của nhà trường thì chờ vào phải lâu bé upper quartile ga lower quartile go no q three minus q one q three ga twenty point five equal uh, sorry minus q one sixteen point five equal to နှစ်ခုနှုတ်လိုက်တော့4ကျန်တယ်ဒါလေးပဲအဲ့တော့ teacher တို့ကဒါနံပါတ် A ရပါပြီเนาะအဲ့တော့ဒီမှာတစ်ချက်ကျန်တာက lower quartile equal to မှာ q လေးတွေထည့်ပြီเนาะဒီနားလေးမှာလေအဲ့အဲ့ဆိုရင် teacher တို့နံပါတ် A ကိုရသွားပြီเนาะ A ရသွားပြီ B လေးကိုကြည့်အောင် B လေးမှာကကြတော့ ဒီချက် B ကိုအရင်ဆုံးပါလုံးလိုက်လဲငယ်စင်ကြီးလိုက် C လိုက်တယ်နော်အဲ့တော့ B ကနေပြန်ကူးငယ်စင်ကြီးလိုက် C ကိန်းလုံးပြန်စစ်ပေး2 4 6ခွန်ခုနှလုံးဆိုဒီမှာလဲခုနှလုံးကြိုက်တယ်ဆိုတော့7ဆိုတာဟာဒီချက်တို့ကဗာလဲမကိန်းမကိန်းဆိုဗာလုံးမဲ့တစ်ပေါင်း နှစ်နဲ့စာဒါဆိုရင် 8x2 ဆိုတော့ तू လဲဘလောက်လဲ4ဒါပေမဲ့ तू ကမဂိမ်းဖြစ်နေတဲ့အတွက်အလဲဂိမ်းဘယ်နှလုံးပဲရှိမလဲတစ်လုံးပဲရှိမယ်ဆိုတော့4ရတဲ့အတွက်၄ချိန်မြောက်ဂိမ်း1 2 3 4ဒါဆိုရင်ဒီက၄ချိန်မြောက်ဂိမ်းဆိုတော့38ကလေးဒီဘာဖြစ်မလဲတချို့တို့ရဲ့ Q 2 median เนาะဒါဆိုရင် median ရပြီ median ရဲ့ तू ကတလုံးလဲဆိုရင်ဒီဘက်က left hand သူရဲ့ left hand ဒီဘာဖြစ်မှာလဲ lower နော် left hand က lower upper right hand က upper ဒါဆို33ကနေဒီဘက်အထိဒါလေးက lower အဲ့ဒီထဲကအလဲကိန်းဆိုတော့ဘယ်သူဖြစ်မှာလဲ30အဲ့တော့အဲ့ဒီ30ဒီ teacher တို့ဘာဖြစ်မှာလဲ q1 ဒါက lower quartile upper မှာလဲ3လုံးရှိတယ်နော်အဲ့ဒီ3လုံးထဲကအလဲကိန်းဆိုတော့43အဲ့ဒီ43လေးဒီဘလောက်လဲ Q3 upper quartile ရပြီလားအဲ့တော့ median လို့ပြောလိုက်ရင်တချို့တော့ဘယ်လောက်ဖြစ်မှာလဲ q 2 q 2လေးကဘယ်လောက်ဖြစ်လဲ38တစ်လုံးနဲ့เนาะအဲ့တော့ lower quartile ကကျတော့ q 1 q 1လေးကဘယ်လောက်လဲ30 upper quartile က q 3 q 3လေးက43 inter quartile range ကိုလိုချင်ရင် upper quartile q 3တဲ့က lower quartile q 1ကိုနှုတ်ဒါဆိုရင်43 minus 30 နော်အဲ့ဒါဆိုတော့ teacher ကဘယ်လောက်ရသွားလဲ13ရသွားတယ်ဒါလေးပဲညမလားကဲဟုတ်ပြီ B ရပြီဆိုတော့ C လေးကိုကြည့်အောင်နော်အဲ့တော့ C မှာလည်း teacher ပါလုံးလိုက်မလဲအရင်ဆုံးငယ်စဉ်ကြည့်လိုက် C ရဲ့ကိန်းလုံးအရေးအတွက်စစ်တယ်နော်အဲ့တော့ကိန်းလုံးအရေးအတွက်စစ်ကြည့်လိုက်တော့ C မှာက1 2 6 8 10လုံးစုံကိန်း စုံကိန်းဆိုတန်စားရုံပဲ10နှစ်နဲ့စားစုံကိန်းဖြစ်တဲ့အတွက်ဘယ်နှလုံးရှိမှလဲအလေကိန်းနှလုံးရှိမယ်เนาะပေါင်းပြီးနှစ်နဲ့စားမယ်ဆိုတော့နှစ်၅လီ10ဆိုရင်9ကြိမ်မြောက်နဲ့6ကြိမ်မြောက်ကိန်း10 2 3 4 5เนาะအဲ့တော့9ကြိမ်မြောက်နဲ့6ကြိမ်မြောက်ကိန်းကိုပေါင်းနှစ်နဲ့စားဒါလေးက median ဖြစ်တဲ့အတွက် Q2 ဒါဆိုရင်သူ့ရဲ့ lower နဲ့ upper ကိုကြည့် lower ကဘာတူဖြစ်မှာလဲ လိုဝါက19ကနေစမယ်အောက်ဖက်14အထိအဲ့တော့အဲ့ဒီထဲမှာဘယ်နှလုံးလဲ2 4 5လုံး5လုံးဆိုတော့မကိန်းဖြစ်တဲ့အတွက်တစ်ပေါင်း2နဲ့စားဆိုတော့6 3ချိန်မြောက်ဂိန်းဆိုတော့ဒီဟာ something တစ်လုံးနဲ့နော်မကိန်းဖြစ်တဲ့အတွက်တစ်လုံးနဲ့သူကဘယ်လောက်ဖြစ်မှာလဲ Q 1 lower quartile upper quartile က20ကနေပဲအထိ50 4အထိဆိုတော့နှစ်လေး၅လုံး၅လုံးဖြစ်တဲ့အတွက်အလဲကိန်းတစ်လုံးပဲရှိမယ်ဘာလို့လဲ31အဲ့ဒီ31လေးဒီ Q3 upper quartile ရပြီနော်အဲ့ဆိုတော့ median က Q2 Q2 ဒီဘာလို့ရမလဲနှစ်ခုပေါင်းနှစ်နဲ့စားဆိုတော့19 plus 20 by 2ဆိုတော့39 by 2ဆိုတော့ နှစ်တလီနှစ်ကိုလီ16နှစ်ငါလီ30ကလိုဝါကွာတိုင်းက Q1 ကတလုံး Q1 ကတလုံးနဲ့ဖြစ်တဲ့အတွက် something တခါ upper quartile Q3 equal to the တလုံးနဲ့ဖြစ်တဲ့31 inter quartile range ကိုလိုချင်ရင် upper quartile Q3 တဲ့က lower quartile Q1 ကိုနှုတ်ဆိုတော့ 31 minus 17ဆိုတော့ equal to ဘယ်လောက်ရလဲ14เนาะဒါလေးကတချို့တို့ဘာရသွားပြီ c ရသွားပြီ c ရသွားရင်ဘာကိုဆက်ရမလဲ d ကိုဆက်ကြည့်မယ်เนาะအဲ့တော့ d ကိုလည်းဒီချိန်ငယ်စဉ်ကြည့်လိုက် c ထားပြီးပြီ c ပြီးတဲ့အခါမှာဂိမ်းလုံးစစ်ပါမယ်ဆိုတော့ d က2 4 6 6 9လုံး9လုံးဆိုတော့မာဂိမ်းဖြစ်တဲ့အတွက်တစ်ပေါင်း နှစ်နဲ့စာ equal to 10 by 2မှာဂိမ်းဖြစ်တဲ့အတွက်တစ်လုံးပဲရှိမယ်ဆိုတော့၅ချိန်မြောက်ဂိမ်းဆိုတော့နှစ်လေ၅၅ချိန်မြောက်ဂိမ်းက18အဲ့ဒီ18လေးဒီပါလေ q 2 media เนาะတလုံးနဲ့ဖြစ်တဲ့အတွက်သူ့ရဲ့ဘယ်ဘက်ချမ်း left hand လေးအဲ့ဒီ left hand လေးဒီ lower lower မှာဂိမ်းလေးလုံးရှိရပြတ်အတွက်အလေဂိမ်းနှလုံး နှစ်ခုပေါင်းနည်းနည်းစားဒါက Q1 လိုဝါကွာတိုင်း upper လေးလုံးရှိတယ်အလဲကိန်းနှလုံးနှစ်ခုပေါင်းနည်းနည်းစားဒါက Q3 upper ကွာတိုင်းရပြီလားနောက်ဆိုရင် median median ကဘလောက်လဲ Q2 တလုံးနဲ့ရှိတဲ့အတွက်18 lower quartile q1 ကနှစ်ခုရှိတယ်ဆိုတော့အတွက်14 plus 15ကိုပေါင်းနည်းနည်းစား 29 by 2 equal to နှစ်တလီနှစ်လေးလီနှစ်ငါးလီ30နောက်တစ်ခါ upper quartile လဲနှလုံးเนาะအဲ့တော့ Q3 equal to the 20 plus 27 by 2 equal to 47 by 2 equal to 2 2 4 2 3 4 2 5 2 10အဲ့တော့ inter quartile range ကိုရခြင်းရင် upper quartile q3 တဲ့က lower quartile q1 ကိုနော်ဆိုတော့23.5 minus 14.5နှုတ်လိုက်တဲ့တချို့တို့ဘယ်လောက်ရသွားလဲ9ရသွားတယ်နော်ရရလား ကဲဟုတ်ပြီအခုတချက်ရှင်းသွားတဲ့အထဲမှာမသိတာနားမလည်တာရှိရင် အောက်က comments မှာမေးခဲ့လို့ရပါတယ်တချက်တော့ပုံမှန်လေးဆက်တင်သွားမှာဖြစ်ပါတယ်စာတကယ်တက်ချင်တဲ့စိတ်ကလေးနဲ့ကြည်ပေးပါစာကြည်မှကလေးတို့ကအတန်းသုံးတန်းသလုံးကြည်မှရမှာဖြစ်ပါတယ်တပုတ်တလီပဲတည်ချင်ပြီးတော့မှကိုဖြည့်မဲဟာလေးပဲတည်ချင်တာမျိုးမလုပ်ပါနဲ့စာတကယ်တက်ဖို့တည်းရည်ရွယ်ပြီးကြည့်စေချင်ပါတယ်ကဲဟုတ်ပြီနောက်ဗီဒီယိုလေးမှာစောင့်ကြည့်ပေးပါအားလုံးမင်္ဂလာပါ